product တွေထုတ်တဲ့နေရာမှာအဲဆက်ပြစီဖြော်တာတို့ခေါင်းလျှော်ရေဖြော်တာတို့ရှာဝါဂျယ်ဖြော်တာတို့လုပ်တဲ့နေရာမှာလေအဓိကအကြဆုံးကအလေးချိန်အတိအကျဖြစ်ဖို့ measuring ပေါ့နော် measuring အတိအကျဖြစ်ဖို့ကအရေးကြီးတယ်ရေဖြစ်ဖြစ်ဟိုပြုတ်ရေဖြစ်ဖြစ်အဲ့ဒါကိုအတိအကျချိန်တွေဖို့အရေးကြီးရဲ့အတွက်ကြောင့်မို့လို့ဒီ measuring cup တွေကအရန်ကိုအရေးကြီးတယ်အဲ့ဒါကြောင့်တိကျတဲ့ measuring cup ကိုသုံးရပါမယ်เนาะ measuring cup လို့ဆိုတဲ့နေရာမှာလည်းနှစ်မျိုးရှိပါတယ်ဒါမျိုးဒီဟာကအမှတ်သားတွေကို ဒီဟာကအမှတ်သားတွေကိုမှင်နဲ့ရေးထားတဲ့အတွက်ကြောင့်မို့လို့စက်ပြာစီဖြော်ရည်တွေခေါင်းလျှော်ရည်တွေရှာဝါကြီးတွေခတ်လိုက်တဲ့အခါမှာအဲ့ဒီရဲ့အဲ့ဒီဟာတွေကဒီအမှတ်သားတွေကိုဖျက်ပစ်တယ်အဲ့ဒါကြောင့်မို့ဒီအမှတ်သားတွေကပြတ်သွားတယ်နော်ဒီဟာကိုဟိုသုံးလို့အတိအတိအကျချိန်ဖို့ဆိုရင်လည်းအဲ့ဒါသုံးလို့မရအောင်နော်ဒီဟာကဒီ measuring cup ကအမှတ်အသားကတိတိကျကျပါတယ်မပြတ်ဘူးသူကဖုတ်တစ်ကလေးနဲ့မြုပ်ထားပြီးတော့မှလှုပ်ထားတဲ့အတွက်ကြောင့်မို့လို့သူ့ကိုသူ့လိုဒီလိုဟာမျိုးကိုဝယ်ပြီးတော့ပဲသုံးရပါတယ်เนาะ ဒီမှာဆိုရင်1800 1600ဆိုပြီးတော့မှသူကတိတိကျကျလေးပါအဲ့ဒါမျိုးကျွန်မတို့ဝယ်သုံးရမှာပါเนาะဒီခွက်မှာဆိုရင်လည်း1000 ml 800 600 400 300ဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေပါတယ်အဲ့ဒါမျိုးကိုပဲကျမတို့ဝယ်သုံးရမှာပါเนาะဒီလိုမပြတ်တဲ့ measuring cup မျိုးကိုပဲကျမတို့ဝယ်သုံးရမှာပါနောက်ပြီးတော့ whisker ဒါကကျဥ်ခောက်တံလို့ခေါ်တယ်ကျဥ်မွေတံလို့ခေါ်တယ်ဝစ်ကာလို့ခေါ်ပါတယ်ဒါလေးနဲ့မှွေမဲခြေမဲဆိုလို့ရှိရင်ပို့ပြီးတော့မှနှံ့ပါတယ်ပို့ပြီးတော့မှထိရောက်ပါတယ်ပါဝင်ပစ္စည်းတွေနဲ့ရေနဲ့ရောတဲ့နေရာမှာတသားတည်းဖြစ်သွားစေတယ်။နောက်ပြီးတော့ဒါလေးကတော့ silicon လေးပေါ့နော်။ခွက်ထဲရဟာတွေကိုဆွဲချတဲ့အခါတော့ဘာလို့ကြားလို့ရှိရင်ဒါလေးပျော့ပျော့လေးဆိုတော့လက်နဲ့ပုတ်ချတဲ့လိုမျိုးလေးဟိုကပ်ပြီးမကြံနေအောင်လို့သူကလုပ်ပေးတယ်နော်။ silicon spatula လို့ခေါ်တဲ့ဒီလိုဆုံးပြော့လေးလိုအပ်ပါတယ်ပြီးတော့ measuring cup လေး measuring spoon လေးလိုအပ်ပါတယ်ဒီဟာက 15mm အဲ့လေးလိုအပ်ပါတယ်နောက်ပြီးတော့ sieve လို့ခေါ်တဲ့ filter လေးလိုအပ်ပါတယ်ဒီ filter လေးကပြုတ်ရည်တွေစစ်တဲ့နေရာမှာလိုအပ်ပါတယ်နောက်ပြီးတော့ကတော့ကတော့လေးကိုလှုပ်ထားတဲ့ခေါင်းရွှေရည်ဒါမှမဟုတ် ရှာဝါကျဲကိုဘူးထဲမှာထည့်ရင်ပဲဖြစ်ဖြစ်အထုပ်ထဲမှာထည့်ရင်ပဲဖြစ်ဖြစ်ဒါလေးနဲ့ထည့်မှာအဆင်ပြေမှာပါအဲ့တော့ဒါလေးလိုကတော့လေးလိုအပ်ပါတယ်ဖြောပြီးတဲ့ခေါင်းလျှော်ရည်ရှာဝါကျဲကိုဟိုပလတ်စတစ်နဲ့အုပ်ဖို့အတွက်ဒါလေးလိုအပ်ပါတယ်ပလတ်စတစ် wrapping film လို့ခေါ်တဲ့ wrapping film for food ပေါ့နော် wrapping film for food ဆိုတဲ့ပလတ်စတစ်အပျော့လေးလိုအပ်ပါတယ် ောက်ပြီးတော့ပုံးလိုအပ်ပါတယ်ဒီလိုပုံးလိုအပ်ပါတယ် ပုံနှလုံးအကြည်လေးဖြစ်ရင်ပိုကောင်းပါလေ။ဒါမျိုးအကြည်လေးဆိုရင်ပိုကောင်းပါလေ။ဘာဖြစ်လို့လဲဆိုတော့အထဲတွေကမိမိမှွေတဲ့ခေါင်းလျှော်ရည်ကနှံ့လားမနှံ့လားဆိုတာလည်းကြည့်လို့ရတယ်။အမြုပ်တည်သွားလို့ရှင်လေအဲ့ဒီမြုပ်တွေကဘလို့တည်လဲဘလောက် level မှာအမြုပ်ကတည်လဲဆိုတာကိုအမြုပ်နဲ့အရည်နဲ့တခြားစီဖြစ်သွားတာကိုလည်းကြည့်လို့ရတယ်။အမြုပ်တည်တဲ့အချိန်ကိုလည်းကိုကကြည့်လို့ရတယ်နော်။အဲ့ဒါကြောင့်ဒီလိုဘုံကြည်လေးတွေကိုပဲသုံးသင့်ပါတယ်။